ေတင်ပေးပါအောင်ကေတင်ပေးပါအောင်ထိုတန်ဝလင်းရဲ့နားထဲကိုရောက်လာပြီးသူ့ရဲ့ဝိညာဉ်ထဲကိုဓာတ်ရိုက်ဝင်သွားပါတယ်ထိုတန်သူ့ဝိညာဉ်ကြားခဲ့တဲ့အော်တန်နဲ့တစ်ထပ်တည်းပဲဖြစ်ပါတယ်ဝလင်းကတော့ထိုတန်ကိုလှုပ်ရှုပ်ပြီးနေရန်အပေါင်းငယ်လေးထဲကနေအမြန်ပဲသွားလိုက်ပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခွင့်ပြုတောင်းဆိုချင်ပါတယ်သူ့ရဲ့ချင်းချင်မှုအစင်းနဲ့ဆိုရင်နေရန်အပေါင်းငယ်လေးထဲကနေလှုပ်ဝက်အခန်းကိုအမြန်ပဲရောက်နိုင်ပါတယ်ခနာကြမှာတော့ဝိုင်လင်းကနေရည်ဒီမှာအပေါက်ငယ်လေးတွေအများကြီးရှိတဲ့ဂူဂူစီကိုရောက်ရှိသွားပါတယ် သူကထိုပေါက်ငယ်လေးထဲကတခုကနေဝင်လာခဲ့တာဖြစ်ပါတယ်ဂူရဲ့အလဲမှာကြီးမားတဲ့အခေါင်တလုံးဟာရှိနေပါတယ်ထိုခေါင်းကတော့တမန်ပုံစံပဲဖြစ်ပြီးအလားစင်သားမျိုးလည်းမရှိပါဘူးဒူဝါရဲ့အထက်ရနေအားကောင်းတဲ့ရင်းငွေတက်များတော့ထွက်လာနေပါတယ်ထိုရင်းငွေတက်တွေကအဖျော်ငွေများဖြင့်ပြောင်းလဲသွားပြီးနေရင်အပေါက်ငယ်လေးတွေကဆုပ်ဥနေပါတယ်အခေါင်းကြီးထဲမှာတော့ကြီးမားတဲ့အပေါက်ကြီးတစ်ခုကလွယ်ပြီးဘာမှမရှိပါဘူးရင်ငွေတက်တွေရလေထိုအပေါက်ကြီးတွေကနေထွက်လာတာဖြစ်ပါလေဝယ်လင်းကတော့ရတတ်မနေပဲအခေါင်းထဲကိုဝင်သွားပါလေ ်ထိုနေရာရင်းငွေတက်အပြည့်ထဆုံးဖြစ်ပါတယ်ရင်းစွမ်းရင်လိုင်းများလည်းဖြစ်ပေါ်လာပြီးဝယ်လင်းကိုနှဆိုင်တဲ့နေရာစီကိုမတော်အောင်လို့တားဆီးဖို့ကြိုးစားနေပါတယ်ကယ်တင်ပေးပါအပေါက်ထဲကနေအကူကြီးတောင်းတဲ့အတန်အလဲပို့ပြီးတော့ဆရာထက်တက်လာပြီးဝယ်လင်းရဲ့နားထဲမှာပိတ်တင်ထန်းနေပါလေဝယ်လင်းကတော့အပေါက်ထဲကိုဝင်သွားပါလေသူကပို့ပြီးတော့နှဆိုင်တဲ့နေရာကိုရောက်လေလေရင်းငွေတက်များပို့ပြီးတော့ပြင်းထန်လာလေလေဖြစ်နေပါလေရင်းငွေတက်များဝယ်လင်းကိုဝိုင်းနေပြီမဲ့သူ့ရဲ့ခန္ဓာကိုယ်ထဲကိုတော့ဝင်လာလို့မရပါဘူး ဝယ်လင်းရအပေါက်ထဲမှနှဆိုင်တဲ့နေရာစီကိုရောက်လာတဲ့အခါအပြောင်အမှိတ်များပေါ်လာပါတယ်။အပြောင်အမှိတ်များတော့တကားတစ်ခုလိုဖြစ်ပေါ်လာပြီးထိုနေရာကိုပိတ်ထားပါတယ်။ဝယ်လင်းရအရင်ကလည်းထိုအပြောင်အမှိတ်များကိုတွေ့ပြီးပါတယ်။ထိုချိန်တုန်းကတော့သူကဘေးနားနေကျုံဝင်ခဲ့ရပါတယ်။တို့ရတဲ့ယခုတော့ဝယ်လင်းကထိုအပြောင်တကားကိုဝင်တိုက်လိုက်တာနဲ့တကားကပြုတ်ကွဲသွားပါတယ်။ကေတင်ဘေးပေါ်အပြောင်အမှိတ်များပျောက်ကွက်သွားတဲ့အခါအကူညီတောင်းတဲ့အတန်းလည်းပို့ပြီးတော့ကျင်းလင်းလာပါတယ်။အရင်တော့ဝယ်လင်းရဲ့ခန္ဓာကိုယ်ကထိုရင်းစွမ်းရည်ကိုမခံနိုင်ပါဘူး။ အမလုံးမိမဲ့ဆိုရင်ရင်းစွမ်းရည်ကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်ပြီးအေးခဲသွားမှဖြစ်ပါတယ် သူတို့ရင်ယခုတော့ရင်းစွမ်းရည်တကားလေးကိုဖျက်ဆီးပြီးဝင်လာတဲ့အခါအရန်ကိုတရုတ်တတခန်းစားနေရပါတယ်အပေါင်းရဲ့အောက်ချင်းလောက်ရောက်တဲ့အခါဝင်လင်းကနောက်ဆုံးရင်းစွမ်းရည်တကားကိုဖျက်ဆီးပြီးအထဲဝင်သွားပါတယ်ထိုရာတော့အရန်ကိုကျေဝင်တဲ့ဂုတစ်ခုပဲဖြစ်ပါတယ်ဝင်လင်းရဲ့ခမကျေရဆိုရင်အပေါ်မြင်ကွင်းနဲ့အရွယ်စားအရအတူတူလောက်ပါပဲဂူရဲလည်းမှာတော့အဖျော်အငွေ့တွေကအများကြီးရှိနေပြီးအကောင်းတဲ့ရင်းစွမ်းရည်များကိုလည်းထုတ်လွှင့်နေပါတယ်ထိုအဖျော်အငွေ့တွေကဂူရဲလေးဘုံဘုံသုံးဘုံလောက်ကိုဖုံးလွှမ်းထားပါတယ် ဝလီယံပုံရင်ကလည်းလေထဲမှာပေါ်လာပါတယ်။အဖေရောအုံးဝင်များကိုစိုက်ကြည့်နေတဲ့သူ့ရဲ့မျိုးလုံးများကလည်းတောက်ပါနေပါတယ်။ခရမ်းနယ်ပင်တွေကရွေလျားနေတဲ့အခါအဖေရောအုံးဝင်တွေထဲကနေတခါတရံဝင်းညစ်ဆွမ်းရုံကြီးများထွက်လာပါတယ်။နယ်ပင်တွေကပို့ပြီးရွေလျားလေအဖေရောအုံးဝင်များကလည်းပို့ပြီးတော့ပေါ်လာလိပဲဖြစ်ပါတယ်။ဝလင်ကတော့တည်ငင်နေပြီးအိဆက်ဆောင်နဲ့နှာခေါင်းကိုရှော့လိုက်ပါတယ်။သူ့ရဲ့တုံတော်အေးကိုပို့လိုက်ပြီးကောင်းကင်ပုံကြောက်စင်းတစ်ခုကိုလည်းထုတ်လိုက်ပါတယ်။ဘဲလန်းနဲ့ကောင်းကင်ကြောက်စင်းကိုကင်နာပြီးညာဘက်လက်နဲ့လက်တင်ဂီတာတစ်ခုကိုဖယ်စီလိုက်ပါတယ်။အဖေရောအုံးဝင်တွေကိုလည်းညာလက်နဲ့ညှုံပြီးလေး ရွေလျာသူကတူတူလေးပြောလိုက်ပါတယ်ယခုဝယ်လင်းကအခြေခံတိဆောက်မှုအဆင့်ကျင်းကျန်းသူတွေအုံပြုနိုင်တဲ့အခြေခံလေဆွမ်းရေးကိုဝယ်လင်းကအုံပြုနေရပါဒိုဝါရင်ထုံနီပညာမှာကောင်းကင်ဘုံဆွမ်းရေးများအပေါင်းဝင်နေရာကြောင့်ဆွမ်းရေးကမြုံနိုင်စရာကောင်းလောက်ကြီးမားနေပါတယ်အရင်အားထက်အစာအုံများစွာပို့ပြီးတော့အကောင်နဲ့လေတိုက်ခတ်မှုတစ်ခုကပေါ်လာပြီးအဖေရောအမွေများစီကိုဒိုင်ရိုက်တိုက်ခတ်သွားပါတယ်ထိုလီတိုက်ခတ်မှုကလှိုင်းကြီးတစ်ခုလိုမြေခွင်းနဲ့အဖျော်မြူခိုးတွေကိုအမြန်ပဲမောင်းထုတ်လိုက်ပါတယ် ပြီးတော့လေဆင်နှမောင်းတစ်ခုဖြစ်ပြောင်းလဲသွားပြီးအနီးနားမြူခိုးလေးကိုလည်းဆုပ်ဥလိုက်ပါတယ်မြူခိုးလေးကလေတိုက်ခတ်လာတဲ့အခါလွင့်ပသွားတဲ့တေးရွှေချောက်လေးလိုပဲဖြစ်နေပါတယ်မြူခိုးလေးအလုံးကလေဆင်နှမောင်းကြောက်ကိုလွင့်ပသွားတဲ့အခါအထဲမှာဘာရှိလဲဆိုတာပေါ်လာပါတယ်ကြီးမားပြီးဥစားမပါတဲ့အပြောင်အရေးပြားရှိတဲ့ခန္ဓာကိုယ်ကြီးတစ်ခုကလေထဲမှာမျောနေပါတယ်သူ့ရဲ့အရေးပြားရှေးအောင်နှဖျားလေးလိုကြမ်းတမ်းတာမျိုးမဟုတ်ပေမဲ့မှန်လိုပဲပြောင်းလဲနေပါတယ်အလောင်းရဲ့အပေါ်ပိုင်းမှာတော့ခင်းအနှူးရောင်အပင်များဖုံးနေပါတယ် ပင်များရွေလျားတိုင်းအလောင်းဝလေအနေငယ်ချုပ်သွားပြီမဲ့မြင်းမြန်ဆန်ဆန်ပဲပြန်ပြီးတော့ကောင်းလာပါတယ်ထိုလေပဲမှုကြောင့်အဖျော်မြခိုးတွေဟာဖြစ်ပေါ်လာဖြစ်ပါတယ်ဝလင်းရုံအန်းသိစီတာအေမခနာကူကြီးရဲ့နှဖူးမှာမိန်ဖျော်တောက်ပါနေတဲ့ပစိန်ပုံရိပ်တစ်ခုကရှိနေရပဲဖြစ်ပါတယ်ထိုလူကဘလူးနတ်ဆိုမျိုးနဲ့ဆိုကိုထိုနေရာကိုခေါ်ဆောင်လာခဲ့တဲ့ဘလူးနတ်ဆိုကလန်ရဲ့ရှေးဦးဘိုးဝေးဖြစ်တဲ့ဆိုတာဝလင်းကယုံကြည်သွားပါတယ် ။ EM ပစိန်နဲ့ထိုလူကစွန်ပစ်ခံမတင်မမျိုးနဲ့တထဲကိုဝင်တိုက်ပြီးအရွက်ကိုရရှိတဲ့ရှာမန်၃ယောက်ကိုတက်ခဲတဲ့လူကလည်းထိုလူပဲဖြစ်ပါတယ်။ဝယ်လင်းကယခုဆိုရင်တော့စွန်ပစ်ခံမတင်မမျိုးနဲ့ရာဒူးအဆင့်တန်းအကြောင်းကိုပို့ပြီးတော့နားလည်လာပါပြီ။အရွက်9ရဲ့အစင်ယောက်ကလူတွေကိုထားလိုက်မယ်ဆိုရင်အရွက်9ရဲ့နဲ့ရရှိရဲ့ရှာမန်တွေကစိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူတွေနဲ့ဆင်တူပြီးအရွက်9ရဲ့ရှာမန်တွေကတော့အာနာတက်ချင်းအစောပိုင်းအဆင့်ကျင့်ကြံသူတွေနဲ့ဆင်တူပါတယ်။အာနာတက်ချင်းအစောပိုင်းအဆင့်ကျင့်ကြံသူ၃ဦးကိုတနိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။ပြီးတော့ရန်သူတွေ ေကြားထဲမှာဝင်တိုက်ခဲတာကိုလည်းမမေ့သိမ့်ပါဘူးထို့ကဲ့သို့ပြင်းထန်တဲ့တိုက်ခိုက်ဆွဲရည်နဲ့ရဲရင်မှုမျိုးတော့မတွေ့ရခဲ့ပါဘူးကဲပါဦးအကူကြီးတောင်းတဲ့အတန်ထုံနေရမှာပို့ပြီးတော့ကျင်လာပြီးဝယ်လင်းရဲ့နားရဲကိုဇရိုက်ဝင်လာပါတယ်ဝယ်လင်းကတော့ထို့အတန်လှုပ်လှူရှူလိုက်ပါတယ်သူကတော့အီယမခနာကိုကြီးကိုတော့တေချာကိုကြည့်လိုက်ပါတယ်ထိုခန္ဓာကိုယ်ကြီးရနေအာကောင်းတဲ့အတ္တရက်များကိုခန်းစားပြီးမဲ့ထူးဆန်းတဲ့တလင်ကြောက်တစ်ခုကအတ္တရက်များကိုယူလျားခွင့်မပေးသလိုပဲဖြစ်နေပါတယ်။ခရင်ရောက်တဲ့စိမ့်ရောက်ဆုပ်ယူတတ်တဲ့တိပိနေရဲ့အမြင့်တွေကအီယမခန္ဓာကိုယ်လေးကိုထိုးပေါက်ဝင်ရောက်နေပါတယ်။ ထိုတပိနေရာအီမားခနာကိုရဲ့အကန့်တမဲ့အသက်ဆွမ်းအင်များကိုဆုပ်ယူပြီးရင်းဆွမ်းအင်များအဖြစ်ပြောင်းလဲနေပါတယ်ဝယ်လင်းရထိုးရာကိုပထမဆုံးအကျင့်မြင်မှုတာမဟုတ်ပေမဲ့ယခုထိတော့အန်အုံးနေတုံဖြစ်ပါတယ်ထိုဘလူးနက်ဆူမျိုးနက်ဆူရဲ့ဘိုးဘရဲ့ခနာကိုကရှေးအောင်နှစ်ဖျားလေးတော့အဆွမ်းမထပ်ပေမဲ့ဝယ်လင်းရဲ့လက်ရှိကျက်သုံးပွင့်ရှေးအောင်နှစ်ဖျားရဲ့ခနာကိုထပ်တော့အဆပုံများစွာပို့ပြီးတော့အဆွမ်းထပ်ပါတယ်ကျင်၅ပွင့်ဒါမဟုတ်ကျက်၆ပွင့်ရှိတဲ့ရှေးအောင်နှစ်ဖျားတစ်ပါးရဲ့ခနာကိုနဲ့တော့ရှင်းနိုင်ပါတယ်ဘလူးနက်ဆူမျိုးနက်ဆူရဲ့ကျင့်ကြံမှုအစဉ်အာအံ့မခံပဲ ဝလင်ရဲ့မျိုးလုံးများလည်းတောက်ပလာပါတယ်ကေဘော်အုံးအကူကြီးတောင်းတဲ့အတန်တွေကလည်းပူပြီးတော့မကြာခဏထွက်လာပါတယ်ဘလူးနက်ဆူမျိုးနက်ဆူရဲ့ဘိုးဘေးကဝလင်ရဲ့ရှိနေခြင်းကိုသတိထားမိသွားတဲ့ပုံရပါတယ်ဝလင်ကတော့အကူကြီးတောင်းတဲ့အတန်ကိုလှုပ်လှုပ်ရှုပြီးအေမားခန္ဓာကိုယ်ပေါ်ဆင်းသက်လိုက်ပါတယ်သူကဆင်းသက်လိုက်တာနဲ့ခရင်ရောက်တဲ့အစိမ်းရောက်အမွတ်တက်များကိုစိုးဥနေတဲ့အဖေများဒစီဒီအတန်ထွက်လာပါတယ်မကြာခင်မှာပဲထိုးအပင်တွေကရွေလျားလာပါတယ်သူတို့ရဲ့ခြုံထက်ပြီးသွေးဆိုးနေတဲ့အမြစ်တွေကအေမားခန္ဓာကိုယ်ကနေထွက်လာပြီးဝလင်စီကိုတက်တဲ့ချိန်ရွယ်လိုက်ပါတယ် ထိုသွေးဖြစ်လာတဲ့အခါအေမခန္ဓာကိုယ်ကလည်းနာကျင်သလိုတွန့်လိုက်နေပါတယ်ဝယ်လင်းကတော့ထိုသွေးပိနေကိုအစ်ဆက်ဆော်နဲ့ကြိလိုက်ပြီးလက်ကိုဝင်လိုက်ပါတယ်မိတော့တွေကလည်းပုံဝင်ကျင်တစ်ခုလုံးဖုံးလွှမ်းသွားပါတယ်ထိုမိတော့တွေထဲမှာကောင်းကင်ဘုံဆွဲရင်များပေါဝင်တာကြောင့်တစ်ပိနေကချက်ချင်းပဲနောက်ဆုတ်သွားပါတယ်ဝယ်လင်းကထိုအပင်များကိုထိခိုက်အောင်မလုပ်ချင်ပါဘူးသူ့ရဲ့အတွေ့အကြုံရဆိုရင်ထိုအပင်တွေကဘလူးနဲ့ဆိုမြူးနဲ့ဆိုရဲ့ဘိုးဘေးရဲ့ကန့်သက်ချက်တွေနဲ့လှုပ်ရှားနေရဆိုတာသူကသိပါတယ် အပင်နေဦးသားသူကဖျက်ဆီးလိုက်မယ်ဆိုရင်စိတ်ကလည်းပျက်စီးသွားပြီးဘလူးနဲ့ဆိုမျိုးနဲ့ဆိုရဲ့ဘိုးဘေးရဲ့ခန္ဓာကိုယ်ကလည်းလွမြောက်သွားပါလိမ့်မယ်။ဝယ်လင်ကအေမခန္ဓာကိုယ်နဲ့အတူထိုင်ပြီးသူ့ရဲ့သွေးကိုငှားလို့ရမလားဆိုပြီးမေးချင်တာမျိုးမဟုတ်ပါဘူး။ထိုတပိနေနောက်ဆုတ်သွားတဲ့အချိန်မှာဝယ်လင်ကသူ့ရဲ့တူလွန်အေးကိုပို့လိုက်တော့ကောင်းကင်ပုံသားပေါ်လာပါတယ်။အေမခန္ဓာကိုယ်ပေါ်ကိုလည်းဓာတ်နဲ့ခုတ်ချလိုက်ပါတယ်။တထုနှစ်ခုပုတ်တိုင်းပြီးတဲ့အတန်နဲ့အတူမိပွင့်များလည်းထွက်လာပါတယ်။ အားကုန်းတဲ့ဖီအားတစ်ခုကရုတ်တရက်ဓာတ်တုံးထုတ်လိုက်ပါတယ်။ထိုဖီအားကုန်းကင်းပုံဓာတ်ကိုသုံးလမလောက်တုံးထုတ်လိုက်တဲ့အကြောင်းဝင်လင်းကလည်းအံဩသွားပါတယ်။တိပိနေရအေမခန့်နောက်ထဲကိုထိုးပေါဝင်ရောက်ဖို့ဘလောက်ထိလွယ်ကူလဲဆိုတာကိုမြင်တော့ဓာတ်နဲ့ခုံးဝင်လဲလွယ်ကူပဲလို့ထင်ခဲ့ပါတယ်။ဝင်လင်းကပေါ်ဝင်ချင်းကတိပိမျိုးကိုကြည့်ပြီးမျိုးလုံးများတောက်ပလာပါတယ်။သူကကုန်းကင်းပုံဓာတ်ကိုကင်ပြီးထိုနေရာကနေအမြင်ပဲထွက်သွားပါတယ်။ပေါ်ဝင်ချင်းကတိပိနေရလည်းဒစီစီအတန်နဲ့ထွက်လာပြီးခရင်ရောလက်စီကြောင်းလေးလိုဝင်လင်းကိုတက်ခဲလိုက်ပါတယ်။ဝင်လင်းကကုန်းကင်းပုံဓာတ်ကိုဝင်ရလိုက်တော့တိပိအလုံးကနောက်ဆုတ်သွားပါတယ်။ ဝလင်းကလက်ကုတ်ဆန်းထုတ်ပြီးတပိတပင်ကိုဆွဲယူကာနှစ်ချမ်းဆုပ်ဖျက်လိုက်ပါတယ်တပိရဲ့တဝက်ကိုစစ်စစ်ကြည့်လိုက်တော့အပေါ်ကနေပုတ်တူးတဲ့အနှက်ရှိတဲ့အစိမ်းရောအရေများထွက်လာပါတယ်တပိနဲ့အများကြီးကိုလည်းဆွဲယူပြီးအီယမခဏကူကြီးပုတ်ကိုဖိထားလိုက်ပါတယ်တစ်သားတွေလောင်ကျွမ်းနေတဲ့အတန်တစ်ခုကိုလည်းကြားလိုက်ရပါတယ်အမြင့်တွေထီထွေးတဲ့နေရာကနေအနှဲအုံ့ွင့်များလည်းထွက်လာပြီးအီယမခဏကူထဲကိုဝင်သွားပါတယ်ထိုချိန်မှာပဲတပိနေရာနေအာကုန်းတဲ့အင်အားတစ်ခုကထွက်လာပါတယ်ဝလင်းရဲ့လက်ကနေလည်းလွမြောက်သွားပြီးအီယမခဏကူထဲကိုပြောက်ကွက်သွားပါတယ်ဝလင်းရဲ့မျိုးလုံးများလည်းတောက်ပလာပါတယ် ဝလင်ရဲ့မျိုးလုံးတွေကတောက်ပလာပါတယ်။ပုံဝင်ကျင်းရအပင်တွေကသူ့ရဲ့အနာကိုမကယ်ရေးကြတော့ကြည့်ပြီးသူကလုံပြောင်လိုက်ပါတယ်။ဒီရစ်ပက်နေတဲ့အပင်တွေကစိတ်ဝင်စားစရာပဲ။သူကသူ့ရဲ့တုံတော်အဲကိုဆန်းလိုက်ပြီးကြောက်စင်းပလင်းတလုံးကိုထုတ်လိုက်ပါတယ်။ထုတ်ပလင်းတော့သူကောင်းကြီးပုံကိုသွားတော့ကမတော်တဆနဲ့ရိုက်ခဲ့တာဖြစ်ပါတယ်။ထုတ်ပလင်းထဲမှာထူကြတာကတော့ဘာမှမရှိပါဘူး။ရေမြများထဲလို့ရပဲထူပါတယ်။တူလွန်အေးရဲ့အလုလုပုံနဲ့လည်းခက်စင်ပဲဖြစ်ပါတယ်။ဝယ်လင်ကကြောက်စင်းပလင်းကိုလက်တစ်ဖက်နဲ့ကပ်ပြီးနောက်လက်တစ်ဖက်အီယမခနာကူရဲ့ဒိုင်ယာပိုကိုဖိလိုက်ပါတယ်။ နည်းနည်းအားဆိုင်ပြီးတွေးမြောက်လေကြောက်စင်းပလင်းတဲ့ကိုညှစ်ထိုက်လိုက်ပါတယ်ကဲပါအောင်ဝယ်လင်ကအီယမခန္ဓာကိုယ်ရဲ့အပေါ်မှာရက်နေပါတယ်ထိုအကူညီတောင်းတဲ့အတန်ကိုသူ့ရဲ့နေရွက်နာမှာကပြောသူလို့ကြားလိုက်ရပါတယ်အတန်ကလည်းအယောင်မှာကြည်လင်နေပါတယ်ဝယ်လင်ကတော့ဘလူးနဲ့ဆိုမျိုးနဲ့ဆိုရဲ့ဘိုးဘေးကိုဆက်ပြီးတော့လေးလူရှူထားပါတယ်သူကမထိန်ချုံနိုင်တဲ့လူကိုအကြောင်းပဲချက်မရှိပဲကဲမှာမဟုတ်ပါဘူးထိုလူကသာပြန်ကောင်းသွားမှဆိုရင်ဝယ်လင်ကသူ့အတွက်အသုံးမွင့်တော့ပါဘူးထိုလူကဘလောင်းတော်မှာကောင်းတဲ့ယတနာတွေကိုပဲကန့်လဲပါစေဝယ်လင်ကိုဆွဆောင်းနိုင်ဖို့ဆိုရင်ခက်ပါလိမ့်မယ် ဝင်လင်းလို့ကျင်တာကတော့သူ့ရဲ့သွေးတွေအပြင်အခြားမလူအပ်တဲ့ပြဿနာတွေမှာဝင်ပါကျင်တာမဟုတ်ပါဘူးသွေးတွေကလည်းရဇက်ချင်းထွက်လာတာနှီးလုံးပါတယ်ဝင်လင်းရဲ့မျိုးလုံးများကလည်းလင်းလက်သွားပြီး EM ခန္ဓာကိုယ်ရဲ့လေပြင်းကသူ့ကြောင့်များကိုကြီးလိုက်ပါတယ်ထိုနေရာမှာတော့သွေးတွေအများကြီးကရှိနေပါတယ်ဒူရတဲ့ EM လူရဲ့ညီမမှာတော့ခင်းရောက်နေအစိမ်းရောက်အပင်တွေအများကြီးကဖုံးနေပါတယ်နေရာအနှဲ့မှာရှိနေလို့ခြေချဖို့တော့နေရာမရှိပါဘူးကဲပေးပါဦး ငါတို့ဘလူးနဲ့ဆိုမျိုးနဲ့ဆိုရဲ့အဓိကယန္တနာကိုပေးပါမယ်ယန္တနာဆိုတဲ့စကားကိုကြားရပြီမဲ့ဝယ်လင်းကတော့တင်းညင်နေသေးပဲဖြစ်ပါတယ်သူကဘလူးနဲ့ဆိုမျိုးနဲ့ဆိုရဲ့ဘိုးဘေးကိုတတ်ပြီးဘလူးနဲ့ဆိုမျိုးနဲ့ဆိုကိုစိတ်ခတ်ပူပါတယ်သူတို့ရဲ့တီထောင်သူဘိုးဘေးရတာလွမြောက်လာပြီးထိုအကြောင်းကိုသိမဲ့ဆိုရင်ဝယ်လင်းကသူ့ရဲ့ပထမအဦးဆုံးပြမဲ့ဖြစ်လာပါလိမ့်မယ်ဝယ်လင်းကဘာမှမကြောက်ရတဲ့အဆင့်ကိုတော့မရောက်သေးပါဘူးဒါအပြင်ဘလူးနဲ့ဆိုမျိုးနဲ့ဆိုရဲ့တီထောင်သူဘိုးဘေးကယန္တနာကဘာလဲဆိုတော့တော့ပြောခဲ့ပါဘူး ဝယ်လင်ကအေမလူရဲ့ရင်မက်ပေါ်ကအဖေမျိုးကိုကြည့်ပြီးသူ့ရဲ့တူတော်အဲ့ကိုပို့လိုက်တော့အတားစီလန်ကပေါ်လာပါတယ်ဝင်းညင်စေတန်းအနှံ့ကိုယာပြီးတော့သူအတားစီလန်ကိုတိတ်ပြီးတော့မတုံဖြစ်တော့ပါဘူးယခုကတော့သုံးမှုအတွက်အချိန်ကျပါပြီဝယ်လင်ကအတားစီလန်ကိုလုံရင်လိုက်တော့အတားစီငွေများထွက်လာပြီးဒစိတ်ခတ်သူကအော်လိုက်ပါတယ်စကားတခုနဲ့လည်းအတားစီငွေတွေအလုံးကမင်းနဲ့နေတဲ့အတားစီတွေအဖြစ်ပြောင်းလဲသွားပါတယ်အတားစီတွေကဝိညာဉ်လိုပဲယူလျားပြီး EMA ခန္ဓာကိုယ်ရဲ့ရင်မက်ဖို့ကြောက်လာပါတယ် အတားစီတစ်ခုချင်းစီရာ AMR လူရဲ့ရင်မှတ်ပေါ်ကအဖေနေကိုစိတ်ခတ်တာတဲ့ကြီးမားတဲ့ပိုက်ကုန်နေလိုပဲဖြစ်နေပါတယ်တချိန်တည်းမှာပဲသူကထွက်ပြေးပြီးအဖေရဲ့အကိုင်းတစ်ခုကိုဖျက်လိုက်ပါတယ်ဝယ်လင်းကလည်းအဖေနေကိုယူရိုဆိုင်နဲ့ကိုက်တယ်ပြီးမပြတ်စည်းအောင်လို့လှုပ်ဆောင်လိုက်ပါတယ်ယခုချိန်ထိသူကအကိုင်းတစ်ခုကိုပဲဖျက်ဥထားပါတယ်အကိုင်းကိုကိုက်ပြီးနောက် AMR ခန္ဓာကိုယ်ရဲ့လေပင်ပေါ်ကိုစဉ်းစားလိုက်ပါတယ် AMR ခန္ဓာကိုယ်ရဲ့လေပင်ကိုသူ့ရဲ့လက်နဲ့ထိလိုက်တဲ့အခါအားကောင်းတဲ့အသက်ဆွမ်းအားကိုခံစားလိုက်ရပါတယ်ဝယ်လင်းရဲ့မျက်လုံးများလည်းတောက်ပွားလာပြီးခန္ဓာကိုယ်ရဲ့လေပင်မှအကိုင်းကိုဖိပြီးသွေးမျိုးကိုဆုပ်လိုက်ပါတယ် ကဲပေါ့ကဲပြီပေါ့ငါ့ကိုကဲမယ်ဆိုရင်ငါမင်းရဲ့ကျွန့်ဖြစ်ဖို့စီးတော့ရဖြစ်ဖို့အတွက်စာနာရှိပါတယ်ဘလူးနတ်ဆိုမျိုးနတ်ဆိုရဲ့ယတနာကောင်းကင်ဖင်တထုကိုလည်းငါဖွေးပါမယ်အကူကြီးတောင်းတဲ့အတန်ပို့ပြီးတော့အတီပေါက်ဖြစ်လာပါတယ်စီးတော့ရင်တသွားဝလင်းရလည်းတုံးလို့သွားပြီးသူ့ရဲ့လက်ထရအကန်ရခဏရက်သွားပါတယ်ဟုတ်တယ်ငါမင်းရဲ့စီးတော့ရင်တသွားဖြစ်ဖို့အတွက်စာနာရှိတယ်ကျင်းကျက်မှုမဟာမိတ်ဖက်ရအစွမ်းထက်တဲ့ကျင်းကျက်သူတွေကဘလူးနတ်ဆိုမျိုးနတ်ဆိုဝင်တွေကိုစီးတော့ရင်တသွားအဖြစ်အသုံးပြုကြတယ် မင်းကငါ့ကိုကယ်မယ်ဆိုရင်ငါမင်းရဲ့စီတော့ရင်တူတူဖြစ်ပါမယ်။ထိုအတန်ထဲမှာလည်းဆရာထက်တတ်မှုများပြည့်နှက်နေပါတယ်။ခဏစဉ်းစားပြီးနောက်ဝလင်းရဲ့မျိုးလုံးများလည်းတောက်ပလာပြီး AM ခဏကိုရဲ့လေဘေးမှာအကိုင်းကိုဖိလိုက်ပါတယ်။ AM ခဏကိုရဲ့အရေပြားပေါ်ကနေမင်းနဲ့နေရဲ့စောင်းဝိုင်းတစ်ခုကပေါ်လာပြီးအကိုင်းကလည်းသူ့ကြောထဲကိုထိုးပေါက်ဝင်ရောက်ပြောက်ကွက်သွားပါတယ်။တစ်ချိန်ထဲမှာပဲသွေးများလည်းပန်းထွက်လာပါတယ်။ ဝယ်လင်းကတော့အမြန်ပဲကြောက်ပလင်းကိုထိုင်ရမှာဖြစ်ပြီးသွေးတစမမကြံအောင်စူဆောင်လိုက်ပါတယ်အရင်ကစူဆောင်တဲ့အမြန်နှုံးနဲ့ယခုချိန်ဟာရှင်းလို့မရပါဘူးကြောက်စင်းပလင်းထဲမှာသွေးတွေအများကြီးကိုစူဆောင်မိတဲ့အခါခန္ဓာကိုယ်ကတွန်းလိုက်လာပါတယ်အားကောင်းတဲ့အသက်စွမ်းကသူနဲ့အတူကြောက်စင်းပလင်းထဲကိုဝင်ရောက်လာပါတယ်ငါမင်းရဲ့စီးရိုးရင်တတော်ဖြစ်ဖို့စာနာရှိတယ်နော်ဘာလို့ငါ့ကိုမကဲတာလဲငါ့ကိုကဲခိုင်းမှုအတွက်ငါဘာလို့ပေးရမလဲထိုအတန်းယခုမှတော့အဟိတဲ့အတန်ဖြစ်လာပါတယ်ဝယ်လင်းကတော့တည်ညင်နေပြီးသွေးမြောက်ကိုစူဆောင်ရင်မင်းရောက်ဘူးလေဝယ်လင်းကမေးလိုက်ပါတယ် ငါဘလူးနဲ့ဆိုမျိုးနဲ့ဆိုရဲ့အကိုင်းခက်ခေါင်းဆောင်လေးကြီးသူ့ရဲ့အတန်ထဲမှာလည်းဂုံယုံကြောင်းမှုများပြင်းထန်နေပါတယ်ဝယ်လင်းကတော့တင်းကျင်စွာပဲလေးကြီးမင်းရဒီမှာဘလူးလောက်ပြီးတော့တစိမ့်ခက်ခန့်ရတာလေဝယ်လင်းကမေးလိုက်ပါတယ်အလောင်းကိုင်းကြောက်ပဲစွန်ပြခံမတင်မျိုးမျိုးနဲ့ဆိုရဲ့တိုက်ပွဲမှာငါ့ကိုအရက်စတရွက်ရှိတဲ့ရှာမန်နှစ်ယောက်ကလိုက်လံရှာဖွေခြင်းကိုခံရလို့ထွက်ပြေးပြီးငါ့ဒဏ်ရာပြင်းထန်စွာနဲ့ရခဲ့တယ်အလောင်းကိုင်းကတော့အဲ့ဒါကိုအခွင့်အရေးဖြစ်မိလိုက်တယ် ဒါကြောင့်သူတို့ကအခြားချို့ဟာအင်အားကြီးမှတဲ့ချင်းချင်သူတယောက်ကိုရှာတွေ့ပြီးငါ့ကိုဖမ်းဆီးပြီးတော့ဒီမှာတစိုက်ခတ်လိုက်တာဝယ်လင်းကသူ့ရဲ့လက်ထရာကြောက်ကိုတိတ်ချာကြည့်လိုက်ပါတယ်ဝင်းညင်စွမ်းရီကိုဖျန့်ချလိုက်တော့ပလင်းထဲမှာသူတို့အများကြီးကစူဆောင်းမိနေတာကိုသူကတွေ့လိုက်ရပါတယ်မင်းကငါ့ကိုကယ်မယ်ဆိုရင်ငါမင်းရဲ့စီရောင်းရင်တတော်ဖြစ်ပါမယ်ငါတို့ဘလူးနတ်ဆိုမျိုးနဲ့ဝင်နေတာအခြားလူတယောက်ရဲ့စီရောရင်တတော်မှာဖြစ်ကြပါမယ်။တခါဖြစ်ဖြစ်ဆိုရင်လည်းငါတို့ကအရှင်သခင်ကိုဘရောမတစ္ဆောက်မှာဖောက်ပါဘူး။ဝယ်လင်းကတော့ စီရောင်တတော်ဘရူးနတ်ဆိုမျိုးလုံးဝင်တယောက်ကိုစီရောင်တတော်အဖြစ်ထားရှိခြင်းရဲ့အကျိုးကျေးဇူးအားဖြင့်ဝယ်လင်းရမိလိုက်ပါလေယခုချိန်မှာဒိုင်ယာအနေထွက်လာတဲ့သူကြောတွေဟာပါလာလာပြီးဒိုင်ယာများလည်းပျောက်ကွင်းလာပုံရပါလေဝယ်လင်းရတော့အီယမလူရဲ့လေပင်းကိုလညွတ်ထုတ်လိုက်တော့ကျောက်စင်းပလင်းရအပေါ်ပြန်တက်သွားပြီးသူကဖမ်းယူလိုက်ပါလေတစ်ချိန်တည်းမှာပဲကောင်းကင်ဘုံစွမ်းရည်များပြင်းထန်နေတဲ့သူ့ရဲ့ညာလက်ကဆင်းသက်လာပြီးအီယမလူရဲ့လေပင်းကိုထိမှန်သွားပါလေသွေးတွေအများကြီးကလည်းပန်းထွက်လာပြီးကျောက်စင်းပလင်းထဲကိုဝင်သွားပါလေကျေတော့တန်လိုင်းပြောင်ချောင်းကိုတိလား ဘလူးနတ်ဆိုမြို့နယ်ဝင်ရဲ့ခန္ဓာကိုယ်ကကြက်တာတလိုင်းပြောင်နဲ့စင်တူဝင်မဲ့အများကြီးပို့ပြီးတော့တက်ပါတယ်။ငါတို့ရဲ့ခန္ဓာကိုယ်တွေကကြယ်တွေချာမှခီးသွားဖို့အတွက်အကောင်းဆုံးပစ္စည်းတွေပဲ။နောက်ပြီးတော့ဘလူးနတ်ဆိုမြို့နယ်ဝင်ရဲ့ခန္ဓာကိုယ်တွေကကျင်းကျက်သူတွေကမတော်နိုင်တဲ့နေရာတချို့ရဲ့တက်ရောက်မှုကိုလည်းမခံရဘူး။ဒါကြောင့်ကျင်းကျက်ခြင်းမဟာမိတ်ဖက်ကအင်အားကြီးမတဲ့ကျင်းကျက်သူတွေကငါတို့မြို့နယ်ကိုသူတို့ရဲ့အတောင်ပံ့ဖြစ်ငှားရမ်းဖို့အတွက်ဈေးကြီးကြီးကိုပေးရတာထူးဆန်းတယ်။ဝယ်လင်းရတော့မြောင်းကြိုးလိုက်ပါတယ်။ ်ထို့ဘလူးနတ်ဆိုမျိုးနတ်ဆူရဲ့ဘိုးဘေးရဲ့အတန်အအရန်စိုးရင်းနေတဲ့ပုံပေါက်နေပေမဲ့အဖေတွေကတော့အရန်မှာအသေးစိတ်ကြနေပါတယ်ထို့ချက်အရန်မှာထူးဆန်းပါတယ်အရန်စိုးရင်းနေတဲ့လူတယောက်နဲ့မကန့်ညိပါဘူးအရာအလုံးကဟန်ဆောင်နေတယ်လို့ပဲဖြစ်နေပါတယ်ထို့လူကပထမဆုံးစီရောရင်တတော်အဖေလှုပ်ပေးဖို့နဲ့ဘလူးနတ်ဆိုမျိုးနတ်ဆူရဲ့ရတနာကိုပေးဖို့အတွက်ဝန်လင်းကိုကန့်လန့်ခဲ့ပါတယ်ပြီးတော့ဝန်လင်းရဲ့မိကုန်းကိုအသေးစိတ်ပြန်ဖြည့်ပြီးအချိန်ဆွဲနေပါတယ် ဝင်လျဲမျိုးလုံးများလည်းတော့ပေါက်သွားပြီးအေယမလူရဲ့လက်ပင်းကိုညာလက်နဲ့ဖိလိုက်ပါတယ်ပြီးတော့သူကကောင်းကင်ဘုံစွိုင်းကိုတုံးပြီးအေယမလူကိုပို့ပြီးတော့မြေမြန်တွထွက်စေခဲ့ပါတယ်ပြီးတော့ငါတို့မျိုးနဲ့ရသနာကောင်းကင်ဖင်တထုကိုလည်းငါ့ကိုကယ်ပေးမယ်ဆိုရင်ငါမင်းကိုပေးမယ်အဲ့ဒါကောင်းကင်ရသနာတစ်ခုထက်တော့ပို့ပြီးတော့စွန့်ထက်တဲ့ရသနာပဲအတန်ထဲမှာလည်းသွေးဆောင်မှုတစ်ခုကပေါဝင်နေပါတယ်ဝင်လျဲမျိုးလုံးများလည်းတော့ပေါက်သွားပြီးပြုံးလိုက်ကကောင်းကင်ဖင်တထုဆိုတာဘာလဲဝင်လျဲမေးလိုက်ပါတယ်အဲ့ဒါငါတို့ဘလူးနတ်ဆိုမျိုးနဲ့ဆိုရဲ့ပထမဦးဆုံးဘူပေးရခြံထားခဲ့တဲ့ရသနာတစ်ခုပဲ အပိုင်း69ပိုင်းရှိတယ်။အားလုံးကိုစုဆောင်းပြီးသွားပြီဆိုရင်ရှေးအောင်နှစ်ဖျားတစ်ပါးရဲ့တိုက်ပွဲဝှစ်ဆုံကိုဖန်တီးလို့ရတယ်။အဲ့ဝှစ်ဆုံကဝှစ်စင်လာမယ်ဆိုရင်ရှေးအောင်ဌာနကြီးထဲကရှေးအောင်နှစ်ဖျားတွေရဲ့ခွန်အားမျိုးကိုရရှိနိုင်တယ်။ငါ့ကိုကဲမယ်ဆိုရင်အဲ့ပိုင်းစားတစ်ပိုင်းရဲ့တင်းနီယာကိုပြောပြမယ်။သွေးများပုထလာနဲ့အမြောက်အတန်းလည်းပို့ပြီးတော့မိတ်လာပြီမဲ့အဖေတရားတော့အသေးစိတ်ကြားနေတော့မှဖြစ်ပါလေ။ဝယ်လင်းရဲ့အပြုံးကလည်းပို့ပြီးတော့အစ်ဆလာပါတယ်။ထိုအီယမခနာကူနဲ့လူကအချိန်ဆွဲနေရဆိုတော့သူကယုံကြည်နေပါပြီ။ သူ့ရဲ့အီယာမခန္ဓာကိုယ်ကတခခုလို့ဖို့အတွက်ကြိုးစားနေရဖေးရပါလိမ့်မယ်။သူဆုပ်တဲ့အချိန်ကကြာလေလေအီယာမခန္ဓာကိုယ်အတွက်အချိုးရှိလေလေပဲဖြစ်ပါတယ်။ထိုအကြောင်းကိုတွေးပြီးဝယ်လင်းကကြောက်စင်းပလင်းကိုဆုပ်ကန်ကအီယာမခန္ဓာကိုယ်စီကနေခုန်ဆင်းလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲသူ့ရဲ့လက်ကိုဖွင့်လိုက်တော့အပင်လေးကိုပိတ်ဆို့ထားတဲ့အတားစီးတွေကအတားစီးလန်စီကိုပြောင်းသွားပါတယ်။အတားစီးတွေမရှိတော့တဲ့အခါအပင်ကလည်းပြန်ပြီးတော့လှုပ်ရှားလာပါတယ်။အပင်တို့ကအီယာမခန္ဓာကိုယ်ရဲ့လေပင်ရဒဏ်ရန်တော့ရောက်လာပြီးအထဲကိုတိုးဝင်ကလှုပ်ရှားနေပါတယ်။ မင်းကငေါ့ကိုကဲမဲ့ဆိုရင်ဟင်းသားဗရာဂျူဘောကဘလူးနတ်ဆိုမျိုးနဲ့ဝင်နေကိုမင်းကိုတခင်အဖြစ်အတိမတ်ပြုစေနိုင်တယ်။လေထဲမှာမျောနေတဲ့ဝလင်းရဲ့မျိုးလုံးများလည်းအစ်ဆက်သွားပြီးငါကမင်းကိုမကဲနိုင်ဘူး။မင်းကိုကဲတာငါ့အတွက်ဘာအကျိုးမှမရှိဘူး။မင်းပြောတဲ့ရတနာတွေကိုလည်းငါစိတ်ဝင်စားဘူး။မင်းကိုဒီမှာထားခဲ့ပြီးငါကြိုက်တဲ့အချိန်သွေးဆူးလို့ရအောင်လှုပ်တာအကောင်းဆုံးပဲ။ဝလင်းကတူတူလေးပြောလိုက်ပါတယ်။အတန်အလေအမြန်ပဲပြောလိုက်ပါတယ်။မင်းအတွက်ငါ့ရဲ့သွေးတွေကအသုံးဝင်ပါပဲ။ငါ့မှာရိုးရင်းချင်းစီရှိတယ်။ အဲ့ရစွဲနေရငါ့ရဲ့သူရနေရတဲ့စွဲရင်ထပ်ပို့ပြီးတော့စွန့်ထက်တယ်မင်းရလူချင်းနေဆိုရင်ငါမင်းကိုပြေးမယ်မင်းရငါ့ကိုကယ်ဖို့တော့မလိုပါဘူးငါ့ရဲ့အကြောင်းဘလူးနဆူမျိုးနဲ့ဒါမဟုတ်လက်ရှိဟင်းသားဗရာစီကိုတရင်ပို့ပေးအောင်ပဲဘလို့လဲဝယ်လင်းရဲ့မျက်လုံးများတော့တောက်ပတ်သွားပါတယ်သူကအစ်ဆစ်စွန်နဲ့ရင်မောလိုက်ပြီးထုတ်လူနဲ့အချိန်မဖြုံးတော့ပါဘူးသူကအစိမ်းရောက်ဝင်ပြဖေးပြောင်းလဲသွားပြီးထိုနေရာကနေပြောက်ကွက်သွားပါတယ်ဝယ်လင်းကထွက်သွားပြီးနောက်အီယမန်ခန္ဓာကိုယ်ကလည်းတုံ့ပြန်သွားပြီးဟိတ်ဟောက်လိုက်ပါတယ်နောက်ထပ်တဝက်လောက်ပဲလူတော့တာအဲ့လူကငါ့ရဲ့သွေးတွေ သုံးပုံတစ်ပုံချန်တဲ့အထိဆက်ပြီးတော့စုပ်ယူမယ်ဆိုရင်ငါရဲ့ခန္ဓာကိုယ်ထဲကအဓိကအမျိုးဆွဲထုတ်နိုင်မှာအဲ့ဒီခါကျရင်ငါရဲ့ဝိညာဉ်ကဒီခန္ဓာကိုယ်ကနေထွက်သွားဖို့အတွက်နီးလန်းရှိမှာထိုလ်လူရဲ့ဟင်းရုပ်တန်ထဲမှာလည်းစိတ်ပြလက်ပြဖြစ်မှုများပြင်းထန်နေပါတယ်မိထားတဲ့သူ့ရဲ့မျက်လုံးများလည်းရုပ်တရက်ပွင့်သွားပါတယ်။မူကျွထန်းအောင်ပူပြီးတော့တောက်ပါတဲ့အလင်းနဲ့တစ်ခုကသူ့ရဲ့မျက်လုံးလေးမှာဖျက်ပြေးသွားပါတယ်။သူကဟိဟောင်းနေတော့သူ့ရဲ့ကြော်ရိုးကိုဖုံးကုပ်ထားတဲ့အရေပြားလေးကလှုပ်ရှားလာတာကြောင့်မျက်နှာအမူအရနာကျင်မှုဖြစ်လာပါတယ်။မကြိုက်ခင်မှာပဲခင်းရောက်တန်းနေတဲ့ဆူးတွေကသူ့ရဲ့ကြောကနေထိုးလာပါတယ်။ ကြောက်စရာကောင်းပြီးခင်ရောက်တော့ပါနေတဲ့စူရန်နီယာသူ့ရဲ့ကြောမှာပေါ်လာပါတယ်။ AMR လူရဲ့ကြောအုပ်ထိပ်မှာ AMR လူရဲ့ခန္ဓာကိုယ်တော်လောက်ရှိတဲ့ခင်ရောက်အဖင်ပင်ကထလှပါတယ်။တစ်ချိန်တည်းမှာပဲထိုရာ AMR ခန္ဓာကိုယ်ဖြည်းဖြည်းချင်းဖုံးသွားတဲ့အကန့်ခတ်များစွာကိုဖျက်ချလိုက်ပါတယ်။ AMR လူရဲ့တော်လောက်ရှိတဲ့ခင်ရောက်ပန်းတပွင့်ကလည်းပွင့်လာပါတယ်။ AMR ခန္ဓာကိုယ်ကနေအသက်ဆွမ်းအားတွေကိုဖြည်းဖြည်းချင်းဆုပ်ယူရင်ထိုရာကြီးထွားလာပါတယ်။ဘလူးနတ်ဆုံမျိုးနဲ့စုကလူကြီးကလည်းခါးသီးဆောင်နဲ့ဟင်းအောင်လိုက်ပါတယ်။အလောင်းကိုင်းငါလေကြီးကတနေ့လုံးမြောက်လာမစွင့်မင်းတို့ဒီတိုင်းအလို့မပေးဘူး။ ဝင်လင်းရဲ့ခန္ဓာကိုယ်ကတော့အလောင်းကိုင်းထဲမှာပေါ်လာပါတယ်သူကလည်းညိုးလေတဲ့ကိုညှုံလိုက်တော့ဝင်းရဲ့အပိုင်းစားတစ်ခုကပေါ်လာပါတယ်ထိုဝင်းရဲ့အပိုင်းစားသူ့အချင်းလေးကိုတွားရောက်စစ်စေဖို့ထမတော်ခင်ဂူထဲမှာခြံထားခဲ့တဲ့အပိုင်းစားပဲဖြစ်ပါတယ်ဂူထဲမှာတော့ထူးဆန်းတဲ့ဆွမ်းအားတစ်ခုကရှိနေပြီးနဖျားအယုံကိုအကြီးအကျယ်ကန့်သတ်ထားရမယ်ဝင်းရဲ့အပိုင်းစားတွေကိုတော့တိတ်ပြီးတော့အကျိုးမသက်ရောက်ပါဘူးဝဲလင်ကဝင်းရဲ့အပိုင်းစားကိုလညိုးနဲ့ညှို့လိုက်တဲ့အခါသူ့ရဲ့မျက်လုံးများတောက်ပလာပြီးသူကပြုံးလိုက်ပါတယ်ပြီးတော့ရွေလျားပြီးအလောင်းခိုင်းအနေပျောက်ကွယ်သွားပါတယ်ဝဲလင်ကအလောင်းခိုင်းရဲ့အပေါ်ကမြေပြင်မှာပြန်ပြီးတော့ပေါ်လာပါတယ် မြောက်ဘက်ကိုရုတ်တရက်ကြီးလိုက်တော့ပင်လယ်လိုင်းကြီးလို့လာနေတဲ့အပြောင်အငွေ့လိုင်းကြီးကိုသူကမြင်လိုက်ရပါတယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်